ဝလေဝသားနှင့်ဇလားပေရာညွှန်ကြားမှုဦးစီးဌာနမှဒီကနေ့မေလ31ရက်မြမဆန်တော်ချိန်ညနေ4နာရီအချိန်မှာအထူးမိုးလေဝသားသတင်းကိုထုတ်ပြန်ပါတယ်။ဒီကနေ့မြမဆန်တော်ချိန်မွန်လွယ်3နာရီခွဲချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှမိုးတုံလေအားကောင်းနေခြင်းကြောင့်၎င်းအိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကိုဖျက်ချော်ခဲ့တဲ့လေပြင်းနဲ့ရွှဝန်းရဲ့အကျဉ်းအကြံတိမ်တိုက်များကြောင့်၎င်းဒီကနေ့ညနေမှာဇွန်လ2ရက်အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး န္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာနေရာစိစိမှနေရာအနှံပြမိုးထစ်ချုံရွာပြီး အချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။မြမကံယူတန်းတခြားနယ်ကမ်းလိုပင်လယ်ပြင်တို့မှာရံဖန်ရံကမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်း၊မြေပြင်းလေဟာ တနာရီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းအမြင့်မှာမြမကန်ယိုရန်တလျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာ6ဘီမှ13ဘီကန်ရှိနိုင်ပါတယ်။ဒါကြောင့်မိုးတီထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊တက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်၊မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြ သူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့မြမကန်ယူရန်တခြားနဲ့ကန်းလုံပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါးဖန်ရရင်များတင်မောများအနေနဲ့လည်းကြိုတင်သတိပြုနိုင်မှာရန်သတိပေးနှိုးဆော်ထားပါတယ်ရှင်။